မြတ်စွာဘုရားဒီရောက်တော့မြတ်စွာဘုရားတဲ့အံ့ဩစရာအလွန်ကောင်းတယ်။တပည့်တော်ရဲ့တန်တံမှာဒီကာမပြဘာရဝိညာဉ်အစရှိတဲ့ဝိတက်တွေဟာပြောင်းစံနေအောင်ဖြစ်ခဲ့တယ်။တရားတရားနဲ့ယဟန်ပြူလာတဲ့တပည့်တော်လိုပုဂ္ဂိုလ်တွေဒီလိုဖြစ်ရတာအလွန်အံ့ဩစရာကောင်းတယ်။အစရှိသဖြင့်သူ့ရဲ့အကြောင်းလေးကိုရှောက်တော့မြတ်စွာဘုရားကတစ်ချိန်လုံးကသင်ဟာဒီလိုတွေဖြစ်ခဲ့တာဆိုတာတွေကိုဟိုရှင်းပြတာတွေတော့အဲ့ဒီစာထဲမှာတော့မပါဘူး။ ဲ့ဒီပါဠိတော်ထဲမှာတော့မပါဘူးအဲ့ဒီမှာဗာတန်းပြီးတော့မြတ်စွာဘုရားကဟောတော်ဆိုတော့စေတောဝိမု ക്തി စိတ်ရဲ့ကိလေသာကလွတ်မြောက်မှုကိုရင့်ကျက်သွားစေတဲ့တရား၅မျိုးရှိတယ်တဲ့။ဓာတ်ရိုက်ခဲမြတ်စွာဘုရားဟောတာဟုတ်လား။သူ့ရဲ့စိတ်ကဒီကာမပြဘာဒဝိဟိန္တာအစရှိတဲ့ဆိုးဝါးတဲ့ဝိတက်တွေရဲ့နှိမ့်ဆက်တာကိုခံရရတော့သူ့ရဲ့စိတ်ဟာဒီတန်ရုံးစဉ်ကြိုးတွေကမလွတ်လပ်သေးလို့သာလေအဲ့ဒီဝိတက်တွေရဲ့နှိမ့်ဆက်တာကိုခံရတာ ဟုတ်လားဒါကြောင့်အဲ့ဒီစိတ်ရဲ့ကိလေသာကလွတ်မြောက်မှုဆိုတဲ့စေတောဝိမု ക്തി ဒါဖြစ်ဖို့အတွက်အဲ့ဒါကိုရင့်ကျက်သွန်းစေတဲ့တရား၅မျိုးရှိတယ်တဲ့အဲ့ဒီတရား၅မျိုးကဘာတွေတုံးဆိုတော့နံပါတ်၁ကလျာဏမိတ်တံနော်ကလျာဏမိတ်တံဆိုတာမိတ်ဆွေကောင်းပေါ့မိတ်ဆွေကောင်းဆိုတာကကိုယ့်ထက်သီလသမာဓိပညာကြီးမားတဲ့ကိုယ့်ကိုလမ်းမှန်ကိုညွှန်ပြနိုင်တဲ့မိတ်ဆွေဆိုရင်တော့ဒါအကောင်းဆုံးလို့ဆိုရမှာပေါ့ဟုတ်လား အေးအဲ့ဒီမိษွေကောင်းရှိခြင်းသည်စေတောဝိမု ക്തി စိတ်ရဲ့ကိလေသာကလွတ်မြောက်ဖို့အတွက်အဲ့ဒါရင့်ကျက်သွားစေတဲ့တရားအထောက်အကူအကြီးအကျယ်ပြုမဲ့တရားပေါ့နော်ဒါနံပါတ်1ကလျာဏမိတ်တနောက်နံပါတ်2ဘာပြောတုံဆိုတော့နံပါတ်1ပြောထားတဲ့တရားကကိုချင်းသီလရှိရမယ်ဟုတ်နော်ကိုချင်းသီလကောင်းရမယ်စိတ်ရဲ့ကိလေသာကလွတ်မြောက်ဖို့အတွက်နော် စစ်မှန်တဲ့ကိုကျင်တရားနဲ့ပြည့်စုံရမယ်ဖြူရှင်တန်ရှင်းတဲ့ကိုကျင်တရားရှိရမယ်။နောက်နံပါတ်3ဦးဇင်းတို့စိတ်ရဲ့ကိလေသာကလွန်မြောက်မှုကိုရင့်ကျက်သွားစေနိုင်တဲ့တရားကဘာတုံးဆိုတော့ကောင်းမြတ်တဲ့စကားတွေကို အလွယ်တကူနားထောင်နိုင်တဲ့အခွင့်အရေးရှိရမယ်။အဲ့ဒါလေးကလည်းပိဋကပေါင်းတော့အလွန်စဉ်းစားကြရကောင်းတယ်ပေါ့နော်။ကောင်းမြတ်တဲ့စကားတွေကိုအလွယ်တကူနားထောင်ဝင်ရှိရမယ်။ ကိုချားရတဲ့စကားပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့စိတ်ကအတွေးတွေဖြစ်တယ်ဆိုတော့အလွန်ထင်ရှားတယ်ဟုတ်တယ်မဟုတ်လား။နောက်ကောင်းတဲ့စကားကိုကြားရင်ကောင်းတဲ့အတွေးလေးတွေဖြစ်သွားတာပဲ။စိတ်တူစရာစကားကြားရင် စိတ်ကတူသွားတာပဲ။နောက်လောဘဖြစ်စရာအကြောင်းတွေကြားရင်လောဘဖြစ်တာပဲ။မာနဖြစ်စရာအကြောင်းကြားရင်မာနဖြစ်တာပဲ။ဒီကြားရတဲ့စကားတွေကကိုယ့်ရဲ့စိတ်ကောင်းခြင်းဆိုးခြင်းမှာဘလောက်လွှမ်းမိုးနိုင်လဲဆိုတာပြန်စဉ်းစားကြည့်ရင်မပြီးနိုင်ဘူးလား။သိရတော့ ဲ့ဒါကိုစိတ်ရဲ့ကိလေသာကလွန်မြောက်ဖို့အတွက်စကားကောင်းတွေကိုလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်။အဲ့ဒီစကားကောင်းကိုအဲ့ဒီမှာဦးဇင်းတို့၁၀မျိုးတောင်ပြောထားတယ်။အဲ့ဒါကတော့ပြောတဲ့နယ်လို့ထင်တယ်။သိလား။အဲ့ဒီစကားကောင်း၁၀မျိုးကဘာလို့ဆိုတော့နံပါတ်၁အပိစ္ဆကထအလိုနည်းမှုနဲ့ဆက်ရှင်တဲ့စကား။နော်လောဘနေခြင်းနဲ့ဆက်ရှင်တဲ့စကားကိုရလို့စိတ်ဖြစ်လို့စိတ်တွေကိုတွန်းအပ်ပေးမဲ့စကားမျိုးမဟုတ်ဘူး။ဟုတ်လား။ လောဘနည်းစီမဲ့စကားအလိုနည်းမှုနဲ့ဆက်ရှင်တဲ့စကားဒါကိုအရှင်တို့အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်တရားကအများကြီးရှည်သွားလိမ့်မယ်ဟုတ်လားအပိဿကကထာအလိုနည်းမှုနဲ့ဆက်ရှင်တဲ့စကားနောက်ပြီးတော့တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်ရှင်တဲ့စကားနော်ကိုကိုကိုဘဝကိုကျင့်သက်မှုရအောင်ပြုတ်ပေးနေတဲ့စကားမျိုးပေါ့နော်ဘဝရဲ့အပေါ်မှာဖြစ်နေတာရနေတာရဲ့အပေါ်မှာမရောင်ရဲမတင်းတိမ်နိုင်တဲ့စိတ်တွေဖြစ်မလာအောင် ရောင်ရဲတင်းတိမ်မှုနဲ့ဆက်ရှင်တဲ့ဇာတာဒါမျိုးကိုကြားဖို့ဟိုကြားရဖို့အတွက်လွယ်လွယ်ကူကူရှိရမယ်哦နော်ပြီးတော့ဦးဇင်းတို့နံပါတ်3ကြတော့ပါပြောတော့ဆိုတော့ပန်းဝီဝေကကထာစိတ်ငြိမ်မှုနဲ့ကင်းစိတ်မှုနဲ့ဆက်ရှင်တဲ့ဇာဒီနံပါတ်ဝိဝေကဆိုတဲ့ဇာလုံးလေးပေးတတို့ကြားဖို့ပါလေဟုတ်လားကာယဝိဝေက စိတ်တဝိဝေကဥပတိဝိဝေကလို့ဝိဝေက3မျိုးရှိရယ်နော် ကာယဝိဝေကဆိုတာကတယောက်တည်းနေတာအပေါင်းဖော်မရှိဘူးစိတ်တဝိဝေကဆိုတာကတစိတ်တည်းနေတာစိတ်ရဲ့အဖို့ဆိုတာကကိလေသာတရားကိုပြောတာနော်ဥပတိဝိဝေကဆိုတာကနော်နိဗ္ဗာန်ရှင်းတာကိုပြောတယ်လို့အကြံဉာဏ်အဲ့လိုနားလည်ရမှာအဲ့လိုမျိုးပန်းဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်ရှင်တဲ့စကားဒါကိုလည်းပဲလွယ်လွယ်ကူကူကြားနိုင်တဲ့အဖွင့်ရရှိရမယ်ပေါ့ နောက်အရှင်တို့လေးခုမြောက်ကြတော့ဘာပြောတော့ဆိုတော့အတန်တကကထာမယောနှုံးမှုနဲ့ဆက်ရှင်တဲ့စကားထပ်ပြီးတော့ခိုင်မြဲအောင်ပြောထားတယ်လို့တောင်းဆိုနိုင်ပါတယ်ဟုတ်လားမယောနှုံးမှုနဲ့ဆက်ရှင်တဲ့စကားဘယ်သူနဲ့မှတိတ်ပြီးတော့ယဉ်နီနီရောရှက်ရှက်နေတာမျိုးကြီးမရှိဘူးပေါ့ယောနှောလို့ရှိရင်ဒါပေတဲ့ပေါင်းသူတော်ကောင်းတို့အလုံးခံစားချက်တွေရှိမှာပါယောနှောတာများလို့ရှိရင် ြောင်းတဲ့ရောက်ရှုပ်ထွေးမှုဆိုတာဖြစ်လာတာနော်စိတ်ထဲမှာရှုပ်ထွေးမှုတွေဖြစ်လာဟုတ်လားဒါကြောင့်အတ္တံတကကထာမယောနှောမှုနဲ့ဆက်ရှင်တဲ့စကားနောက်ပြီးတော့ဝိရိယရံပကထာဝိရိယနဲ့ဆက်ရှင်တဲ့စကားကြိုးစားအထောက်မှုနဲ့ဆက်ရှင်တဲ့စကားအကုသိုလ်ကိုမလုပ်ဖြစ်ဖို့ကုသိုလ်ကိုလုပ်ဖြစ်ဖို့တွန်းအားပေးတဲ့စကားမျိုးလို့ဆိုကြပါစို့ဟုတ်လားစကားဘယ်နှခုရှိသွားပြီတော့ငါကွန်အပိစကထာလုံနေမှုနဲ့ဆက်ရှင်တဲ့စကား တန်တုဋ္ဌိကထာယောင်ရဲမှုနဲ့ဆက်ရှင်တဲ့စကားပောင်းဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်ရှင်တဲ့စကားအတ္တံတကကထာမယောနှုံးမှုနဲ့ဆက်ရှင်တဲ့စကားဝိရိယဓမ္မကထာ လုံလဝိရိယနဲ့ဆက်ရှင်တဲ့စကားနောက်၅မျိုးကမှန်ရတာလွယ်တယ်အဲ့ဒါပါလဲဆိုတော့တိလကထာတမာရိကထာပညာကထာဝိမု ക്തി ကထာဝိမု ക്തി ညာနာတတနာကထာနောက်စကား၅မျိုးဒါကတော့တစ်ခါတည်းပဲပေါင်းပြောလိုက်တယ်ပေါ့နော်တိလနဲ့ဆက်ရှင်တဲ့စကား သမာဓိနဲ့ဆက်ရှင်တဲ့စကားပညာနဲ့ဆက်ရှင်တဲ့တကားဝိမု ക്തി ဆိုတဲ့နော်ဟိုမဉ္ဉဏ်နဲ့ဆက်ရှင်တဲ့စကားဝိမု ക്തി ဉာဏတတနာလို့ဆိုတဲ့ပြန်ပြီးတော့စဉ်းစားဆင်ခြင်နဲ့ပစ္စောခဏဉာဏ်နဲ့ဆက်ရှင်တဲ့စကားနော်စကားဘယ်နှမျိုးလုံးခြေမျိုးအဲ့ဒီစကားခြေမျိုးကိုလွယ်လွယ်ကူကူမညုံမကျင်မပင်မပန်းရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့စေရကိလေသာကလွန်မြောက်မှုကိုရင့်ကျက်ခြင်းလည်းဆိုရင် နော်ပထမအဦးဆုံးပြောလိုက်တာကဘာလို့မိတ်ဆွေကောင်းရှိရမယ်ဒုတိယပြောလိုက်တာကကိုကျင်းတီလာပြုရှင်ရမယ်တတိယပြောလိုက်တာကစကားကောင်းတွေကိုလွယ်လွယ်ကူကူရနိုင်တဲ့အနေအထားရှိရမယ်နောက်၄ခုမြောက်ပါပြောတော့ဆိုတော့ဝရိယနဲ့ပြည်စုံရမယ်တဲ့နော်လုံလဝရိယနဲ့ပြည်စုံရမယ်လုံလဝရိယဆိုတာကဒီနေရာမှာ အကုသလနာဘာဟာနာယကုသလနာဥပတံပရာယ သာမဝါဒံလပရကမောကုသလေတုဓမေတုအနိခိတံတုရောကုသလေတုဓမေတုဟောအကုသလနံဓမ္မနံအကုသိုလ်တရားတွေကိုဘာဟာနာယပေရှားရအလုံးမှာကုသလေတုဓမေတုကုသိုလ်တရားတို့ကိုဥပတံပရာယပြည့်စုံစေခြင်းအလုံးမှာအကုသိုလ်တွေကိုပယ်ဖို့ကုသိုလ်တရားနဲ့ပြည့်စုံဖို့အတွက်အလွန်ဆွေးမြေ့ထက်တန်တဲ့လုံလောက်ဝရိယရှိရမယ်။ ဥဒ္ဒကောင်းမှုမှာမချတော့တာဝန်ဖြင့်ဆွဆွမြင်းမြင်းအထုတ်တဲ့ဝရိယရှိရမင်းတဲ့ဒါဆိုလို့ရှိရင်စိတ်ရဲ့ကိလေသာကလွတ်မြောက်မှုဆိုတဲ့စေတဝုဒ္ဓိကိုရင်ကျက်စေမယ်ပေါ့ဝရိယရှိရမယ်နော်ဘယ်နှချက်ရှိသွားပြီတော့လေးချက်နောက်ဆုံးတော့က၁၀ချက်ဆိုတာလည်းမရောနဲ့နော်၁၀ချက်ကစကားကောင်း၁၀မျိုးကိုပြောတာဟုတ်လားအဲ့ဒါမိတ်ကောင်းရှိရမယ်ကိုချင်းတီလာဖြူစင်ရမယ်စကားကောင်းကိုလွတ်လွတ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်လုံးလဝရိယရှိရမယ် နောက်၅ခုမြောက်နော်ဒီဝိမု ക്തി စေတဝိမု ക്തി ကိုရင့်ကျက်စေတဲ့တရားကဘာလဲဆိုတော့ပညာပညာဆိုတာကိုအဲ့ဒီမှာဘလို့အဓိပ္ပာယ်ဖွင့်လဲဆိုတော့ဥဒယထဂာမိနေယဩဖြစ်ချင်းပြည့်ချင်းကိုသိမြင်နားလည်နိုင်တဲ့အရိယာယနိဗ္ဗေတိကာယအလွန်မှလည်းပဲဖြူစင်တဲ့ကိလေသာအဆိုင်ခဲကိုဖောက်ခွဲနိုင်တဲ့အစွမ်းတတ္တိရှိတဲ့ တဲ့တဲ့ပြောရရင်တော့ဝိပဿနာဉာဏ်ပညာပါနော်တမ္မာဒုက္ခခေယယကောင်းစွာဆင်းရဲဒုက္ခကိုကုန်ခန်းသွားစေနိုင်တဲ့အစွမ်းတတိရှိတဲ့မိမိတန်တာမှာမိမိခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့ဖြစ်ပေါ်လာခြင်းဟောပျက်စီးပြောက်ွယ်သွားခြင်းဒီသဘာဝတရားတွေကိုရှင်းရှင်းလင်းလင်းသိမြင်တဲ့ဉာဏ်ပညာအဲ့ဒါကိုဒီနေရာမှာပညာလို့ပြောရအောင်အဲ့ဒီလိုဦးဇင်းတို့ပေးတဲ့ပေါင်းတော်တော်တို့ ရှင်းတုံးဝိမု ക്തി ကိုရင့်ကျက်စေတဲ့တရား၅မျိုးယေရှုဘုရားအဲ့ဒါရှင်မိဂိယကိုဟောတယ်။နော်။အဲ့ဒီ၅မျိုးထဲမှာဘယ်သူကအဓိကကြတော့အခရာကြတော့ဆိုတာလေးကိုဒါကတော့မှတ်သားစရာအလွန်ကောင်းပါလေ။ဘယ်သူအဓိက